MSP ရုပ်ရှင်ကားကြီးတွေပေါ့နော်ကျွန်တော်ဦးစတီနဲ့စပြီးရိုက်ရတာပေါ့စရရတဲ့အချိန်ကနေစပြီးကျွန်တော်ကတကယ်တော့ကျွန်တော်ငယ်လေးတည်းကလည်းကျွန်တော်ကရုပ်ရှင်ချင်းဗီလိန်နေဗန်တွေကိုကျွန်တော်ပို့ကြိုက်တယ်တကယ်ဆိုးဆိုးပေပေအဲ့လိုလူကောင်းလေဗီလိန်ဖြစ်လိုက်ဗန်ဖြစ်လိုက်အဲ့လိုအပီတီအောက်တန်းကားလေးဖြစ်လိုက်အဲ့လိုဖြစ်နေရအကြိုက်တယ်ကျွန်တော်အဲ့လိုမျိုးနေရထိုင်ရရတော့ကိုယ်သဘောကျတယ် MS အကကြီးကမှာကတော့ဒီဟာတာကားလေးထဲမှာမှာဟာတာမဟုတ်တော့ဗီလီလေးတကောင်ပေါ့ကျုပ်သိပ်တံပိုးထားပြီးတော့မျက်နှိုးရတယ်ရမုံကိုအခုလို့ဆိုက်ဆိုင်နေနေရောက်လာပို့ဆောင်ပေးရအတွက်ခင်ဗျားတို့အားလုံးကျေးဇူးများကြီးတင်နေဗျာဒီတိုင်းမှာဘုသူ့ကိုတဲတံပိုးပါရမုံပေါ့ရမုံကြောင့်ပဲတံကလေးကျွန်တော်နဲ့ပြဿနာကြီးဖြစ်နေတာတွေ့လာတယ်မှာပါလေဒီကားတော့ညီကိုနှစ်ယောက်ပြန်ဖြစ်ကြတယ်ဒါမှမဟုတ်အတိုင်းကပိုးတဲ့ဆက်ရုပ်ချီပဲများနေသလားဟုတ်တယ်မကြီးအခု စုံတယောက်ရဲ့တစုံတကားမှလည်းအဲ့လိုဖြစ်သွားတယ်ဘာကြောင့်အသေးအလိုကိုးတဲ့ကာလိုက်တာတွေပဲပေးမဟုတ်ဘူးကျွန်တော်ကနေအမှန်တိုင်းပြောကျွန်တော်ဒီရုပ်ရှင်လောကရဲ့အာစာဝင်လာပြီးတော့ကျွန်တော်နောက်ပိုင်းဒီရုပ်ရှင်ကားကြီးတွေပေါ့နော်ကျွန်တော်ဦးစတီနဲ့စပြီးရိုက်ရတာပေါ့စရိုက်ရတဲ့အချိန်ကနေစပြီးကျွန်တော်ကတကယ်တော့ကျွန်တော်ငယ်လေးတည်းကလည်းကျွန်တော်ကရုပ်ရှင်ကြည့်ရင်ဗီလိန်နေဗန်တွေကိုကျွန်တော်ပို့ကြိုက်တာအဲ့တော့အဲ့ဒီဟာတွေကိုကျွန်တော်ပို့ရိုက်ချင်တယ် အဲ့တော့ဦးစီးနဲ့တောက်လျှောက်ဆိုလို့ချင်းဦးစီးနဲ့ရထားဆို15ကားလောက်ရှိတယ်အဲ့ဒီမှာကျွန်တော်ကဟိုရဲဖြစ်လိုက်ရဲကတော့3-4ကားလောက်ပဲပေါ့နော်အဲ5-6ကားလောက်တော့ရှိမှာတင်ပြီးရင်ကျန်တဲ့တော်တော်များများကျွန်တော်ကတကယ်ဆိုးဆိုးပေပေအဲ့လိုလူကောင်းလေ feeling ဖြစ်လိုက် van ဖြစ်လိုက်အဲ့လိုအပီတီအောက်တန်းကားလေးဖြစ်လိုက်အဲ့လိုဖြစ်နေတာအကြိုက်တယ်ကျွန်တော်ကအဲ့လိုမျိုးနေရထိုင်ရရရတော့ကိုယ်သဘောကျတယ်ဘာကြောင့်လဲအမို့အဲ့တင်လောက်ရတော့ပိုလွတ်လပ်လို့ဟိုကလေဟိုကကျတော့ ကောင်းကောင်းမွန်မွန်ကြတော့ပြိဿချက်အောင်တရုပ်ဆောင်ရအောင်အဲ့တော့အရန်ကျွန်တော်တို့စိတ်ပြန်လာဟိုလေအတင်းလောက်ယူနေကြာဟိုကမျိုးကြတော့အပြင်မှာတော့မမရိုင်းပါဘူးဒါပေမဲ့ရုပ်ရှင်နဲ့ကင်မရာကြီးရောက်ဝင်အဲ့လိုမရိုင်းပြီးဟေးဆိုရင်အဲ့လိုရုပ်ရှင်နဲ့မှလည်းအရင်တော့အဲ့လိုကျွန်တော်ရုပ်ရှင်ကြည့်လို့ရှင်လည်းအဲ့လိုဒီလိန်အားပေးတာပေါ့ ဒီလိန်ကြိုက်တဲ့လူဆိုတော့အဲ့တော့သူတို့တွေရဲ့သရိုးဆောင်မှုတွေသူတို့စီကနေကျွန်တော်မြင်သားတွေ့သားတင်သားအဲ့လိုတင်သားတဲ့အရာတွေကကျွန်တော်စီမှာကျတော့ပို့ပြီးတော့များနေပါတော့များတော့အဲ့ဒီဟာကိုလည်းကျွန်တော်ပို့ပြီးသဘောကျတယ်ဒီချောချောလေးနဲ့ဗီလင်လို့တော့မိုက်တယ်ချောချောလေးကိုလည်းကြိုက်ပြီးခဏနေပဲဖြစ်မှာပဲအဲ့ဒါလေအဲ့ဒါ ဇလန်းစံညောင်းနဲ့ဖိုင်တာနဲ့ဆိုင်နေပြ။ဘာလို့ဆိုတော့သူတို့ကကျွန်တော်ရဲ့အပြင်လက်တွေ့ဘိုးဘောကိုကြည့်ကြည့်ပြီးရေးနေရ။ဆိုတော့ကျွန်တော်ကအပြင်မှာလည်းမဟုတ်ရှေ့ရှင်းနေမှာပါ။အဲကြံကြည့်ဖြစ်။ကျင်မလည်းကြံ။ကြံတယ်ဒီမှာလည်းကြံ။ပို့ကြုံပြီးတော့စပွိုင်းလိုက်တယ်။ကာကြီးကမှလည်းကျွန်တော်ကြံရတာ။ကျွန်တော်က character စုံအောင်ဇလန်းစုံအောင်ကျွန်တော်ရိုက်တယ်။ဒါပေမဲ့ဖြစ်ချင်တော့ကျွန်တော်ဒီဟာတာနဲ့ရိုက်ထားတဲ့ခါကြီးကအရင်ဆုံးမရောက်နေတာ။ပြီးတော့အခုလိုမျိုးပေါ့ကျွန်တော်ကြံရေးဖြစ်တဲ့ခါလေးတွေဘာလေးတွေကကျွန်တော်အရင်ရောက်တယ်။အဲ့တော့အားလုံးရဲ့အမြင်မှာဒီ တော်တော်နဲ့ငဘောလေးကအများကြီးဖြစ်နေတဲ့အတွက် အမြင်လေးပဲဖြစ်သွားတယ်။ဒါပေမဲ့အဲ့ဒါကလည်းကောင်းပါတယ်။ဘာလို့ပြောလဲ။အဲပရိသတ်ရဲ့အမြင်မှာကောင်းသည်ဖြစ်စေ၊ဆိုးသည်ဖြစ်စေ၊ပေါသည်ဖြစ်စေ၊တီသည်ဖြစ်စေပေါ့နော်။တခုခုအရာလေးသူတို့စီမှာစိတ်ထဲမှာရှိမနေဘူးဆိုရင်တော့ကျွန်တော်ဒီအလုပ်တွေလုပ်ရတာလက်ကားစစ်တော့ပေါ့နော်။ဘာပြောကျွန်တော်လုပ်တဲ့အလုပ်နဲ့ပတ်သက်ပြီးသူတို့စိတ်ထဲမှာရောက်သွားတယ်၊သူတို့စိတ်ထဲထားပြီးရဆိုတာလည်းဒါကျဉ်းသူးရတယ်။အမ်ရုပ်ရှင်ကတော့ character ရပေါ့နော်။အပြင်မှာကျတော့ဒီကိစ္စတန်းပြောရင်ဒါဟိုလေဘယ်သူမှပြုမိမှုပဲ။ကိုကဒါဟို တရားရဂိုင်းတော့100%ကြီးကောင်းမွန်နေမယ်သူတို့ဖြစ်စေခြင်းတဲ့အတိုင်းဟိုကလိုက်လုံးနေမယ်လိုက်ဖြစ်နေမယ်ဆိုရင်တော့ ကြံရေးဖြစ်စေအကြောင်းတော့မရှိဘူးเนาะလူတိုင်းကတော့ကျွန်တော်တို့တယောက်ချင်းစီမှာဟိုအတ္တကိုရှိကြရလေကျွန်တော်တို့လက်ချောင်းလက်ချောင်းလေးရအောင်ဆောင်းတဲ့ကြောင်မညီဘူးလေဆိုတော့တယောက်နဲ့တယောက်ကဆေးရောလာချင်း100%တိုက်ဆိုင်လို့ဆိုတော့မဖြစ်နိုင်ဘူးတစ်ခါတလေမှာဟိုဖြစ်ချင်တာတွေသူဖြစ်ချင်တာတွေအဲညှိလို့နိုင်လို့မရတဲ့ခါမှာအရင်ကြီးကြီးကောင်းကောင်းမွန်မွန်နဲ့ကြီးကြီးပင်ပင်နဲ့ခွဲလိုက်တာကဟိုကောင်းတယ်ဆိုတဲ့ဟာမျိုးပေါ့ကျွန်တော်လည်းကံကောင်းပါဟိုကျွန်တော်နဲ့ချစ်သူညီသားဖြစ်ပြီးတော့အဲအကြောင်းကြည့်ထိုးကြောင်းနဲ့မတိုက်ဆိုင်လို့လမ်းခွဲသွားကြတဲ့သူတွေအကုန်လုံးကလည်းဘူးချိန်ကြီးကြီးပင် မိတ်ဆွေတကယ်ချင်းပေါင်းနှမတွေလို့ကျွန်တော်ကအခုချိန်ကြီးကျွန်တော်လည်းသူတို့ဒုက္ခမပြည့်ဘူးသူတို့လည်းကျွန်တော်ဘူးမတော့ဘူးဟုတ်ကာကြီးကစကားလေးကတော့ကျွန်တော်ကရုပ်တရက်မပြောလိမ့်မယ်ရုပ်တရက်ရှုံတင်လိုက်ရတဲ့ကားလေးဖြစ်တဲ့အတွက်ကျွန်တော်တို့ကြော်ညာလေးတွေတော့ကြာမလုပ်နိုင်ခဲ့ဘူးပို့ပြီးတော့ကြိုပြီးကြော်ညာထားရမရှိခဲ့ဘူးပေါ့နော်ဒါပေမဲ့အခုတော့ပြောပါမယ်ကျွန်တော်ကာကြီးကစကားစကားကြီးဟာအဲ လာခုခု10ရက်နေပေါ့10ရက်နေဆိုလို့ရှိရင်ဆယ်လာပိုင်း10ရက်နေဆိုလို့ရှိရင်ရှုံတင်ပါပြီခင်ဗျာလာရောက်ကြည့်ပါပြီတော့ကျွန်တော်တို့ဟာတာကားလေးဖြစ်တဲ့အတွက်ဟာတာကားလေးကိုလည်းစိတ်သက်သာပေါ်ပါဖို့အတွက်တင်ကဗျာကျွန်တော်တို့ရုပ်ရှင်ကားလေးကြီးလိုက်လို့တနာ ਈ တနာ ਈ ဘွဲလောက်ကိုတနစ်တာပန်းဖြည့်စရာအနေနဲ့စိတ်ပန်းပြေသွားတယ်ဆိုလို့ရှိရင်ကြပါပြီကျေးဇူးများရှိပါတယ်ခင်ဗျာ Myanmar Star Bazaar